နောက်တစ်ခါတည်တည်အခွန်တွေကိုမလွတ်ပြပဲအခုလောအသုံးပြုလို့ရပါပြီ။နေရာရွှေ့ခြင်းမဲ့ရင်ခဲတတာကအရန်လေးနေတာကြောင့်နေရာရွှေ့မရဖြစ်နေပါသလား။မပြောအခွန်လေးခုလိုက်မယ်ဆိုရင်အာသုံးစရာမလိုပဲအလွယ်တကူတွန်းရွှေ့နိုင်ပါပြီ။လိမ္မာအခွန်တွေကိုမလွတ်ပြပါနဲ့။ကဲချင်းနဲ့တည်တည်လေးညံပြီးတဲ့အခါဖန်ပလင်းထဲမှာမုတ်ဖုတ်စော်တာနဲ့ရေရောထည့်ပြီးရင်ခဲတတာတွေတစ်ပတ်လောက်ထားပေးပါ။ဒါဆိုရင်တော့တဘာဝပကန်းဆေးဆက်ပြားလေးရပါပြီ။တင်ကောင်းတဲ့ချက်ကလက်ရည်ပြားကိုထိခိုက်မှုမရှိစေတာပါပဲ။မကတ်အိုးတွေကိုနီးမမှန်မစေးရင်ပျက်စီးတတ်ပါရင်။ ေမော်ခွန်းနဲ့ဒေဦးကိုတိုင်ပေးပါအစီတွေကိုဖယ်ရှားပေးပြီးဒေဦးကိုလည်းမထိခိုက်စေပါဘူး။နဂါပေါင်သီးစားရင်ကအခွန်ကိုမလွတ်ပြစ်ပါနဲ့။နဂါပေါင်သီးအခွန်မှာအဖိုးတန်အန်တိုင်ဆိုင်ယာနိုက်ထက်တွေပါနေပါရင်ရေပြောင်ဆေးပြီးတော့တကြား900မီလီဂရမ်လောက်နဲ့တန်းရောင်ဖြစ်လာတဲ့အထိရေနဲ့ပြောလိုက်ပါ။ပြီးရင်တော့အဖက်ကိုဆဲပြီးကြောက်ကြောက်မုတ်ထည့်ကမှွေပေးပါ။နဂါပေါင်သီးအသားကိုထည့်ပါလုံးလုံးအောင်ဆက်ပြီးပြီဆိုရင်တော့ပုံစံကွက်တဲ့ထဲကအေးခံလိုက်ပါအမြင်လဲလားသလိုအရသာလဲရှိတဲ့ငကမောက်သီးကြောက်ကြောလေးကိုရရှိပြီဖြစ်ပါရင် ပန်းသည့်အခွန်ဆိုတာကအပင်တွေကိုအာဟာရဖြည့်ပေးဖို့အတွက်အကောင်းဆုံးအရာဖြစ်တာကြောင့်ပန်းသည့်အခွန်ကိုမလွတ်ပြစ်ပါနဲ့ခွာတစ်ခုထဲမှာပန်းသည့်အခွန်ကိုရေ150မီလီလီတာထည့်ပါရှာလကားရဲ့အနေငယ်ထည့်ပြီးတရက်လောက်စိမ်းထားပေးပါအပင်ရင်းကိုဓာတ်ရိုက်လောက်မယ်ဆိုရင်အမြင့်တွေကိုကြီးထွားစေပါရင် အပင်ပေါ်ကနေဖျန်းပြမယ်ဆိုရင် စုပ်ပြေလာပါစေပါရင်